နိုင်ငံသားဘာသာစကား၅မျိုးကိုတက်ကြွတဲ့တမိုင်းလေးကမြဝရီမင်းကြီးဦးစာဒါကတော့နိုင်ငံသားဘာသာစကား၅မျိုးလုံးကိုကျွမ်းကျွမ်းကျင်ကျင်တက်ကြွတဲ့မြဝရီမင်းကြီးဦးစာပဲဖြစ်ပါတယ်ဒီလိုကရှေးကြတဲ့ကုန်းမောင်မင်းဆက်မှာလူဖြစ်ခဲ့ပေမဲ့လည်းနိုင်ငံသားဘာသာရက်တွေကိုဘာသာပြန်စာရန်တွေလုံနိုင်ခဲ့တဲ့ထီတော်သင်ယူခဲ့ပြီးတော့အနောက်တိုင်းဒေဂီတာတွေကိုမြန်မာမှုပြုပြီးတိုင်းပြည်ကောင်းကျိုးကိုဆောင်ရွက်ခဲ့တဲ့သူပါ ဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel video မှာဆိုရင်တော့မြမဂီတာရဲ့အုတ်ဆောင်ကိုရော်ကြီးတဖြစ်လေးတမိုင်းနေကပုဂ္ဂိုလ်ဒူးကြီးဖြစ်တဲ့မြဝရီမင်းကြီးဦးစာအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တကယ်တော့မြဝရီမင်းကြီးဦးစာဆိုတာဟာဂုံးမောင်ခေရဲ့ကနဝင်ဂီတာစာဆိုတော်ကြီးဖြစ်တဲ့အပြင်စစ်တီသူရဲကောင်းစာဆိုပညာရှင်ကြီးလည်းပဲဖြစ်ပါတယ်။ ညဝရီမင်းကြီးဦးစားရဲ့စာဆိုတက်တန်းကငယ်ရွယ်နှုနယ်တဲ့အသက်20ကျော်အရွယ်ကနေအသက်80ကျော်အထိနှစ်ပေါင်း90ကျော်ကြာမြင့်ပြီးဂုံမောင်ခေအလေးပိုင်းမှာတော့အထူးကြော်ကြားခဲ့တဲ့သူဖြစ်ပါရယ်။ဦးစားကိုစင်ဖြူရှင်မင်းတရားကြီးလက်ထက်မှာမူးမတ်မျိုးရိုးကနေမွေးဖွားခဲ့ပြီးအသက်17နှစ်အရွယ်မှာစတင်ကတာမဏေဖြစ်တဲ့စာပေပညာရေးကိုသင်ကြားခဲ့တာပါ။စာပေပညာရေးတက်မြောက်ပြီးရဲ့နောက်မှာတော့လူထွက်ပြီးတော့ဗရိန်လုံးနဲ့ရွှေကြောက်ရောင်းဝယ်ရေးအလုပ်တွေကိုသင်ကြားလုပ်ကင်ခဲ့ပါရည်။ ။အဲဒီနောက်သကိုင်းမျိုးနေပဒိန်ဝင်ဟောင်းဥညွန့်ဒေါ်ငိမ့်ဆန်တို့ရဲ့သမီးဖြစ်သူနဲ့ငယ်ရွယ်စင်မှာပဲအိမ်အောင်ကြခဲ့ပါတော့တယ်။အဒီမုတ်ဝါသနာပါရာကြောင့်ဘိုးတော်မင်းတရားကြီးရဲ့လဝဲဆိုင်အမှုတန်းဖြစ်သူဆိုင်းဆရာကြီးဦးတယုတ်ထံမှာဂျေဝိုင်းတီးခဲ့ပါတယ်။ဥစားအသက်16နှစ်အရွယ်မှာဇနီးဖြစ်သူကွယ်လွန်ခဲ့ပါတယ်။ဇနီးတေဆုံးပြီးရနောက်မှာတော့ဦးစားဟာအမရပူရမြို့ကိုပြောင်းရွှေ့ပြီးအိန်ရှိဆန်ရွှေတောင်မင်းရဲ့အိန်ရှိတန်တော်ဆင့်လက်ရပြန်ချီထံမှာရေမတ်တဲ့ဘက်မှာအမှုထမ်းခဲ့ပါတယ် အရင်နောက်ရွှေပုံနေတန်းကို ရေးသားခဲ့တဲ့ဇေယသင်္ခရာပွဲခံအိန်ရှေအတွင်းဝင်ကဥစားရဲ့အရေးချင်းရှိပုံတွေကိုအိန်ရှေမဲထံရှောက်ထားလိုက်တာကြောင့်အိန်ရှေနန်းဆောင်မှာအမှုတော်ထမ်းရပါတယ်။အရင်ချိန်မှာတော့ဥစားဟာကျိုးများပွဲများနဲ့တချင်းကြီးတွေကိုစတင်ပြီးတော့ရေးသားနေပြီဖြစ်ပါတယ်။ဒါအပြင်ဥစားဟာထိုင်း၊ဟင်ဒီ၊ကသေး၊နာဂရီနဲ့အင်္ဂလိပ်ဘာသာစကားတွေကိုလည်းတက်ကြွနေသူဖြစ်ပါတယ်။ ဒါကြောင့်လေယူရီးယားဘာသာနဲ့ရေးသားထားတဲ့ဤနောင်ဇတ်တော်ကြီးကိုမြန်မာဘာသာပြန်ပြီးတော့အတီးအမှောက်ဇတ်သက်ချင်းတွေနဲ့ရေးသားဆက်ဆိုခဲ့တာပါဤနောင်ဇတ်ဆိုတာကတော့အင်ဒရာဝူဒါလို့ခေါ်တဲ့တကြားမင်းပေးတဲ့လက်နက်ပိုင်ရှင်ဂျာဘာမင်းသားနဲ့ပို့စပါမင်းသမီးတို့ရဲ့အချစ်ဇလံဖြစ်ပါတယ်အရေးဇတော်ကြီးရေးသားပြီးရဲ့နောက်မှာတော့ဦးစားဟာအေရှေနန်းဆောင်မာတာမကတနိုင်ငံလုံးကအတိအမှတ်ပြွာလောက်တဲ့အထိကြော်ကြားသွားခဲ့ပါတော့တယ် ဦးစားဟာသူ့ရဲ့တက်တန်းတစ်လျှောက်လုံးမှာမြမဂီတလောကအတွက်ကျိုးတန်းချင်းဒရာချင်းတင်းမောလွင်ချင်းမိခွက်ကချင်းအန်ချင်းနတ်ရိုင်တန်လဲချင်းစတဲ့တချဲမျိုးစုံပြင်ပတ်ပြိုးပေါင်း69ပုဒ်ကိုလည်းရေးသားဆက်ဆိုခဲ့ပါတယ်မြမဂီတလောကမှာယိုရီးယားနဲ့ပတ်ပြိုးကိုစတင်ရေးဆက်သူဖြစ်တဲ့အပြင်မြောက်ပြည်တန်ဆန်းဆိုတဲ့စာနဲ့အညီတန်ဆန်းဘယင်းလို့လည်းသတ်မှတ်ထားကြတာပါ ညာမရီမင်းကြီးဦးစားဟာအရိခေမြန်မာနိုင်ငံမှာအထက်မြတ်ဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လို့လည်းသူနဲ့ခင်မင်းရင်းနှီးတဲ့ခရီးယန်သာသနာပြုဆရာယူဒအတန်ကအမှတ်ချက်ချခဲ့ပါတယ်။ဦးစားရဲ့ဦးစားမှုနဲ့တပင်ဝင်ဥတော်ရဲ့ကောင်းမှုတွေကြောင့်ပဲရုပ်သေးတပင်လည်းပေါ်ပေါက်လာခဲ့ပြီးတော့မဟာဂီတနဲ့တပင်လောကကြီးဟာမင်းနှုံမင်းခင်မှာအစွမ်းကုန်ထွန်းနှောက်ခဲ့ပြီးစောင်းကျိုးကိုလည်းခုနှစ်ကျိုးပါနေပြီးတော့13ကျိုးထိတက်ဆင်တီးခတ်လာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဦးစားဟာအိမ်ရှိတန်တော်စဉ်အရာမှု ပြည်လုံးယူလေမှုနေမျိုးစေရသူရဘွဲနဲ့အိမ်ရှေအတွင်းဝင်ရာထူးတွေဖြင့်လဝဲတော်နေရာအတွင်းဝင်တိရီမဟာစေရသူရဘွဲမင်းကြီးမဟာသူရဘွဲနဲ့လဝဲစေကေဘွဲဝင်းကြီးဘွဲတွေကိုမင်းစင်စင်လက်ထက်ရှိလျားစွာချီးမြှောက်ခံခဲ့ရပြီးနောက်ဆုံးချိန်ထိမြမသမိုင်းရဲ့ထင်ရှားတဲ့ပုံကိုယ်ကြီးဖြစ်တာနမဲပြဲမရှိဘဲနဲ့ခေါင်းချသွားနိုင်ခဲ့ပါတယ်ပြိတ္တကြီးတို့ရဲ့ ဒီနေ့ထုတ်လွှင့်ပေးခဲ့တဲ့အကြောင်းအရာကိုစိုက်နေတဲ့သိဝင်စားလိမ့်မယ်လို့မျှော်လင့်မိပါရယ်အသေးသေးတော့အကြောင်းအရာတွေနဲ့ရွှေဘို channel ကနေပြန်လာခဲ့ပါအောင်မယ်ရှင် like and share subscribe ခါလာလေးနေပြီးတော့အားပေးသွားပါအောင်နော်